ါအခုကျွန်တော် ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကသစ္စိတ်ပင်ကျေးရွာပေါ့သစ္စိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ပိုးဝယ်တဲ့ဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘလို့ခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာဘာတဲ့ဟွန်း ါပလီစားမလို့လေကျွန်တော်မေးကြည့်တယ်ဟိုစီပင်သားရာကောမဒီတာဝန်ရှိရပေါ့ဘယ်နှလိမှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးအဲ့တော့ဒီမှာဆိုင်းပုံးမှာဆိုင်းပုံးမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်သားရာရေးကောမဒီခွင့်ပြုချက်ပြင်စောက်လို့တယ်တဲ့ခွင့်ပြုအမှတ်က1325 24 325ပေါ့နော်မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြင်းနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့နော်ဘောကဝတီရက်ကွက်ပြင်းမနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်နေပြီးတော့မှပလီဆောက်ခွင့်ပြည့်ရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါကြားမှာသဘောထားကွဲလင်းနေကြတယ်။ဒီချိန်မှာ ပြောရဲဆိုရတဲ့လူတွေပြောဖို့ဆိုဖို့တောင်းရင်ရှိရလူတွေကပြောတင်ပြောထိုက်တဲ့စကားတွေကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံငယ်တွေဖြစ်နေကြတယ်ဆိုရင်ဒီလူတွေကတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။မြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဘုရားဘာသာဝင်နေကြီးမဟုတ်ပါဘူး။ဘုရားဘာသာဝင်မဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်။အဲ့ဒီလိုရှိတဲ့အချိန်မှာလည်းပဲဘုရားဘာသာကိုဝင်ပုဂ္ဂိုလ်တွေမှာပိဿလေးပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပသီကာဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုတွားရောက် တိုက်ခိုက်ရမယ်တခြားဘာသာဝင်နေဘူးတွားရောက်ပြီးတော့ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူး။အမတူအယူချလဲမမပွားမင်းနဲ့အတူရှင်အတွက်နေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာကြီးဖြစ်နေလဲ။လက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲ။လက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲ။ကဘာပက်နေတဲ့ကိုကြီးနေဝင်ကပုံသိပါလိမ့်မယ်။ UK လို့ဖွံ့ဖြိုးပြီးနိုင်ငံကြီး UK လို့နိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျွန်တော်တို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအန်တီအကြီးလဲကိုကြီးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘုံလက်ဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်းရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော် ီဒဂါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမဆောက်ဘူးလို့ပြောပါတယ်အမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဘလီကပေးထားပါတယ်ကျမတို့ကတက်မတော်ဒီမြို့သားရေးကိုဘတော်မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်ဒါကြောင့်မလို့တက်မတော်ကောင်းဆောင်ဦးနေဝင်းရဲ့မြေးဖြစ်တဲ့ဤနေဝင်းဒီလေးပဲအမျိုးသားရေးကိုဘတော်မှသစ္စာမဖောက်ဖို့မျှော်လင့်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်မီကိစ္စမျိုးချစ်တွေကြားအငင်းပွားနေတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ ါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကသစ္စိတ်ပင်ကျေးရွာပေါ့သစ္စိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြတူသွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့ သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့ဆောက်တာလဲဆိုတော့ကျွန်တော်တို့တွားရောက်ကြည့်ရှုမယ်တွားရောက်မင်းများမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့ဟိုနေပြီးတော့မှာဗလီဆောက်နေတဲ့နေရာပေါ့เนาะဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကတွားနေတာပေါ့เนาะတွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရ ဒီစဒီစိတ်ပင်ဒီစိတ်ပင်ဂျေးရွာကမောနန်အုပ်စုနော်ကမောနန်အုပ်စုနော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကသီရီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နည်းနည်းနှချင်းဆိုင်မနော်မြို့ဆောင်နန်းမို့အဲအဲ့ဒါအဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းဂျောင်ကြတယ်လို့ပြောလို့ရမှာနော်ဂျောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီဒီစိတ်ပင်ဂျေးရွာဆိုပေမဲ့ဒီမှာကတော်တော်များများက ဟိုအင်ဂျီကိုလို့ခေါ်မလဲစိတ်ယုံနေပေါ့เนาะကျွန်တော်တို့ဟိုစိတ်ယုံနေနော်ဂိုဒေါင်နေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်နေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေနေများတယ်ဆိုတော့လမ်းမယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့เนาะဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုမသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာเนาะ ားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘယ်လိုခေါ်မလဲတောင်းနေတဲ့ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလားရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက်အဲတော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုတ်မှာစိုင်းပုတ်မှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်စောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24 325ပေါ့နော် မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြု လုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတွေဥတန်းထွန်းနဲ့เนาะဘောဂဝတီရက်ကွက်ပြင်မနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်တော့ဘောဝင်ပြင်မနာမျိုးနဲ့34ကင်မွန်တန်ရက်ပေါ့เนาะအစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဥ RC RC ပလက်တမ်းမှန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေ ဝတ်ပြုဖို့အတွက်ဒါအစားအုပ်ဆောက်လို့ဖို့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျွန်တော်တယောက်ဟိုဘလို့ခေါ်မလဲမလိုလားအပ်တာတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့ site ခင်းနေပဲရှိတယ်ဗျမ site ခင်းနေဦးလက်ရှိရှိအနေထားမှာတော့ကျွန်တော်တို့ ဒီခြံစည်းရိုးတွေတော့စကားနေပြီเนาะခြံစည်းရိုးတွေစကားနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တွေနဲ့တော့ပိတ်နေနေတာမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာဗောနော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာเนาะကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိနေထားမှာတို့နေရာပြုတ်ပြင်ဖို့လုပ်နေတယ်အဲကျွန်တော်တို့ဒီမလုပ်ခင်းတဲ့တိပင်းတွေလှဲနေရတာရှိတယ်เนาะ ဒီမှာကျွန်တော်တို့ Istanbul ဘာဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ခြံသီးကိုခတ်ဖို့အတွက်လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်။ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့ Islam ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ်ဆိုတဲ့နေရာပါ။ဆိုတော့ကျွန်တော်တို့ဟိုဘက်မှာလည်းကျွန်တော်တို့တော့ရဲစောင့်ရနေတော့ဟိုဘက်မှာခွင့်တောင်းရဲအဲကျွန်တော်ဟိုဘက်မှာလည်းကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီနော်ရိုက်တာဒီဒီနေ့အားလုံးကတော့ကျွန်တော်ထင်တာကတော့တအေကလောက်ရှိမှထင်တယ်နော်တအေတအေကလောက်အဲအားလုံးနှစ်အေကလောက်ရှိတယ်နှစ်အေကလောက်ရှိတယ်သူတို့ဒီဘက်မှာ တစ်ပင်လဲတာတွေမြေယာပြုတ်ပင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေဒီလိုစောင့်တော့ဘယ်လောက်ကြာပြီလဲ9ရက်ပဲရှိသေးတယ်9ရက်ပဲရှိသေးတယ်နော်အော် အေးဟုတ်ပြီလက်ရှိအရမြေလေးတို့ဒီခြံစည်းဥကာမှာပေါ့နော်ဟုတ်ကဲ့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 ရင်းလုံးကတို့ကခြံစည်းဥကာရဗျခြံစည်းဥကာရတဲ့အထက်မှာရှိတဲ့တို့မလိုအပ်တဲ့တိုက်ကိုင်းတွေခုတ်နေရတယ်တို့တွေ့ရတယ်ဗျဒါတော့လက်ရှိ online မှာပဲနော်ဟုတ်ကဲ့ ာပါမျိုးတွေကျွန်မမဟုတ်ဘူးမဟာသေးပါရှင်ဒီနေ့ပြောမယ့်ကောင်းစဉ်ကနှစ်ခုပါနံပါတ်1ဗလီခွင့်နဲ့နောက်ဆက်တဲ့ကျိုးဆက်နံပါတ်2အင်းနဲ့ဝင်နေဘူးလေနံပါတ်1မတိတာတွေရခင်ကြောင့်ပြိထားရတယ်ဗတိ2019ခုနှစ်မှာရခိုင်တိုင်းလူမတိတာတွေကိုဘင်္ဂလီတောင်းကောင်ကမရင်းချင်းပစ္စည်းတွေလူရဲ့လူသက်အလောင်းဖျောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ပြိပခဖြစ်ကြတယ်။အဲ့ဒီချိန်တုန်းကမောင်းတော်မျိုးမျိုးမဂျာမေးပလီမှာဝိပြုတ်ပြီးပြန်ထွက်လာတဲ့ဘင်္ဂလီလူအုပ်ကြီးက မောင်းတော်မြို့နယ်မှာရှိနေတဲ့ဗုံမူးကျေးရွာအပါအဝင်စုစုပေါင်းရခိုင်ရွာ15ရွာကိုမိရှို့ပြီးမိနောင်တိုက်သွင်းခဲ့တယ်။အဲ့ဒီမှာရှိတဲ့ရခိုင်တွေခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်။အဲ့ဒီကနေစလိုက်တဲ့ပြိပက္ခကရခိုင်တပီနယ်လုံးဖြစ်သွားတယ်။ဒါကြောင့်မလို့အဲ့ဒီမောင်းတော်မြို့မြို့မချာမေပလီကိုတမရဦးသိန်းစင်စိုးရကနေပြီးတော့လက်ရှိနာဆာကအစိုးရတမရအစိုးရလက်ထက်ဒီခေဆက်ဆက်ပိတ်ခဲ့တာကိုထုံးမြန်နိုင်က ပြန်ဖွင့်ပေးလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မဝန်ဖန်ထောက်ပြခဲ့တယ်။ဗီဒီယိုဖိုင်နှစ်ခုတင်ထားတယ်။ဗမာတစ်ခုကဒီ၁၂နှစ်ကြာပိတ်ထားတဲ့ဒီမောင်တော်ပလီနဲ့ဆယ်လင်းမျိုးကဆင်ဖြူကျုံးပလီ၊ဆယ်လင်းဆင်ဖြူကျိုးပလီဆိုလို့ရှိရင်လည်းဒီလိုပဲ။ အာအုတ်ချက်ကုန်ကြီးပါတူဗမာလူသမီးတယောက်ကိုဝမ်စာ၃ငောင်းကကားတင်ပြီးပြီးတော့မတင်းတင်ပြီးတော့အလောင်းဖြောက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြိပကဖြစ်တဲ့ဖြစ်တဲ့အတွက်အဲ့ဒီဆင်းလင်းကဆင်ဖြူကျိုးပလီကိုအပိတ်ခံထားရတယ်ပိတ်ထားတယ်ဆင်းနစ်ကြောကြပိတ်ထားတဲ့ပလီကိုဒေါ်စုကြီးစုကဖွင့်ပေးလိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မပြောထားတာရှိရေနောက်တစ်ခုကလူသားလှိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်ဒီရဲ့ဆိုတဲ့အကြောင်းကိုပြောထားတယ် တတော်မှာတင်တာအဖြတ်ခံရလို့ YouTube မှာတင်ထားတယ်။နားချောင်တင်တဲ့လူတွေရှိရင် YouTube ကိုပြန်သွားရှာပြီးနားထောင်လို့ရတယ်။ဆိုတော့ကျွန်မအဲ့ဒီလိုပြောခဲ့တဲ့အချိန်တုန်းကလူဖြစ်ဖို့ပြား90လိုနေတဲ့ဘုံကျော်အမျိုးရုံငစီကဘောမာတွေကလောင်းနေတာဘိုးကျော်ထွန်းမြင့်နိုင်ကတကွက်ပြလိုက်ပြီ။ဘိုးကျော်ထွန်းမြနိုင်တကွက်ပြလိုက်ပြီဆိုတော့ဟောင်းစီလူဖြစ်ဖို့ပြား90လိုနေတဲ့အကောင်ထွန်းမြနိုင်ပြလိုက်တဲ့အကွက်ကအခုလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်းမှာရှစ်တန်းကျောင်းသူ ရခိုင်တိုင်းရင်းသူ၁၂နှစ်ရွယ်ရှစ်တန်းကျောင်းသူကိုဘင်္ဂလီဒီလူသက်မရင်းချင်းလူသက်အလောင်းဖြောက်လိုက်တဲ့အကွက်လာလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်မှဆန္ဒပြနေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေထိခိုက်ဒဏ်ရာရအိမ်နေမိရှုခံရစိုင်းနေမိရှုခံရတဲ့အကွက်လာပလီဖွင့်လိုက်တဲ့နောက်ဆက်တဲ့အကျိုးဆက်ထိုးမြင့်နိုင်ကတကွက်ပြလိုက်ပြီးဆိုတဲ့ဘုံကျွန်းအမျိုးယုတ်တိတ်ခင်ဗျားတို့ဖြစ်ခဲ့ နောက်တစ်ခုကနေပြီးတော့မှဘလီဆောက်ခွင့်ပြေးရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါးကြောင်းမှသဘောထားကွဲလဲနေကြတယ်။ဒီချိန်မှာပြောရဲဆိုရဲတဲ့လူတွေပြောဖို့ဆိုဖို့တာဝန်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံငငယ်တွေဖြစ်နေကြတယ်ဆိုရင်ဒီလူတွေကတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။ဟုတ်ပြီ။လက်ရှိနေပြီးတော့မှဘလီဆောက်ခွင့်ပေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုရင်းနေဝင်ပြောတယ် ရတဲ့ပိုင်းလေးတွေ့ရတယ်။ဘာသာမတူအယူအဆလဲမူမပွားပဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ဝင်းကြီးပုံအခြေခံဥပဒေပါအကြောင်းအရာမျိုးပြောသွားတယ်။အဲ့ဒီလိုဘာသာမတူအယူအဆလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာတွေဖြစ်နေလဲလက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲလက်ရှိ UK မှာဝန်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲကဘာပက်နေတဲ့ကိုအင်းနေဝင်က ပုံသိပါလိမ့်မယ် UK လို့ဖွင့်ပြပြီးနိုင်ငံကြီး UK လိုနိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျွန်တော်တို့နိုင်ငံငယ်လေးမှာဘလောက်ထိအတည်ကြီးလေကိုယ်အနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်ကျမတို့ကတမရော်တီမြို့သားရေးကိုဘတော်မှတစ္ဆာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တမရော်ကောင်းဆောင်ဥနေဝင်းရဲ့မြေးဖြစ်တဲ့အင်းနေဝင်းတီလည်းပဲအမျိုးသားရေးကိုဘတော်မှတစ္ဆာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုယ်အင်းနေဝင်းပြောသွားသေးတယ်။ ဖျားရှင်လက်ထက်တုန်းကလည်းဘာသာစကားတွေရှိတာပဲတဲ့ဒါပေမဲ့ဖျားရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့ဟုတ်ပါတယ်တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဖျားရှင်ကမဟောခဲ့ပါဘူးဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဖျားရှင်ဟောခဲ့ပါတယ်ဖျားရှင်ကိုယ်တိုင်က ကိုယ်ဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်ကိုအင်းနေဝင်းကခေတ်ပညာတက်ပေမဲ့ဘာသာရေးအသည့်အားနည်းသေးတယ်ဆိုရင်ထုတ်မပြောပါနဲ့ဘာသာရေးလူမျိုးရေးတိတ်ကိုအကဲဆက်တဲ့အတွက်ခေတ်ပညာရေးဘလောက်တက်တဲ့ဘာသာရေးဘူးတူတာအားနိုင်တယ်ဆိုရင်ခဏလိုင်းမောက်မှာတက်ပြီးတော့အခုလိုမျိုးထိလွယ်ရှာလဲတဲ့စကားလုံးတွေကိုဆင်ခြင်တတ်ပါတယ်အခုလက်ရှိနေပြည်တော်မှာပလီစောက်ခွင့်ပေးရင်မပေးဘူးဆိုတဲ့ကိစ္စအငင်းပွားကြတဲ့ကိစ္စကတခြားဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါဘူးတခြားဘာသာကိုဒုက္ခပေးနေတာမဟုတ်ပါဘူးကိုယ့်ဘာသာကိုကာကွယ်နေတာဖြစ်တယ် ဘုရားရှင်ကိုတော်တိုင်ကဇေဒဝန်ကျောင်းတော်ကြီးရဲ့အနီးမှာဘာသာခြား provide တွေကမြေကွက်ဝယ်ပြီးတော့သူတို့ကျောင်းဆောက်ဖို့ကြိုးစားကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဇေဒဝန်ကျောင်းတော်မှာတရင်တုံးတယ်။ဘုရားကျောင်းတော်သည်အင်မတန်မှတိတ်ဆိတ်ညည်တဲ့ဘုရားရှင်သည်တိတ်ဆိတ်ညည်တဲ့ခြင်းကိုမျက်နှာတွေ့။သို့တော်ဘာသာခြားတွေကအင်မတန်စူညံနေတယ်။လက်ရှိချိန်မှာလည်းပဲပရီယက်ပရီဘက်ဒီစာသင်တိုက်တွေမှာ စာသင်စာချတဲ့အချိန်ကလွဲလို့ကျန်တဲ့ချိန်တွေမှာ ငြိမ်နေပေမဲ့တိတ်ဆိတ်ငြိမ်ချမ်းအေးချမ်းနေပေမဲ့ဗလီတွေမှာသွားကြည့်ပါမိုးလင့်လာနဲ့မိုက်ကြီးနဲ့မကြားချင်းလည်းကြားချင်းအော်နေကြပါတယ်ဆိုတော့ဘုရားရှင်ရဲ့လက်ထက်ကနော်ဇေတဝန်အကြောင်းတော်ရဲ့အနီးမှာဘေးကျင်းကပ်ရမှာပရပိုက်ဘာသာခြားပရပိုက်တွေကမြေကွက်ဝယ်ခဲ့တယ်ဒီမြေကွက်ဝယ်ဖို့အတွက်ကောသလဘင်းကိုလက်ထိုးပြီးတော့မြေကွက်ကိုဝယ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တိုင်က နော်ပညာရမှာအတတဲ့ရတော်မူသောရှင်သာယဘုဒ္ဓမထေရမြတ်ကိုဘရင်နန်းတော်ကိုကြွစီပြီးတော့နော်ဒီမှာဘာသာခြားပရပိုက်တွေကိုចောင်းဆောက်ခွင့်မပေးဖို့မြတ်တာရက်ခိုင်ခိုင်းတယ်။ဒါပေမဲ့ဒီဘာသာခြားပရပိုက်တွေရှိကလက်ငွေယူထားတဲ့ကောတလမင်းကရှင်သာယဘုဒ္ဓမထေရမြတ်ကြီးကိုထွက်မတွေ့ဘဲနဲ့ရှောင်နေတယ်။ဒါကြောင့်မလို့ဘုရားရှင်ကိုတော်တိုင်းနန်းတော်ထိကြွပြီးတော့ဘလူဆက်ကိုဟောကြားခဲ့တယ်။ နော်အာဒီညမှာစာပေပြည့်ရကိုကျန်းကန်ဒီကိုနှံ့ဆက်တော်မူသောတန်ဃာတော်ရှင်သူမြတ်နော်တသနာအာဇာရီအနေနဲ့ကအခု950နိဘတ်ဒေါ်လာဇန်နိဘတ်အကြောင်းအရာကိုအကျယ်တဝန်းနော်ဖော်ပြပေးဖို့အကျယ်တဝန်းဟောကြားပေးဖို့တပည့်တော်မျှော်လင့်ပါတယ်ရှင်များတို့လက်ရှိအချိန်မှာဘုရားရှင်ကိုရိုတိုင်းကအဲ့ဒီလိုကောက်ွယ်ခဲ့ရဆိုတာကိုစာပေကျမ်းဂန်နှိစက်တော်မူသောသာသနာအာဇာနည်များဖွင့်ရနှုတ်ကပေးကြပါဗျာဒီလိုယူသေးစွာခြေစုံခိုက်ပါတယ် ဆိုတော့ကျွန်မမမှုတို့မှာသိလေးလာမိတယ်လို့အဲ့ဒီမှာဖျားရှင်ဖိုရာကကောသလမင်းကို950ဇနီးဘတ်ဒေါ်လာဘတ်တုဆက်နော်တိတ်တပင်ကိုအကြောင်းပြုပြီးယသိနေအာသဘောထားကွဲလဲကြပြဿနာအများကြ စိတ်ဝမ်းကွဲကြတဲ့အရှင်နဲ့ဇက်ကိုခေါ်ကြတော်မူခဲ့တယ်။အဲဒါကြောင့်မို့လို့ကောသလမီးကြီးကိုယ်တိုင်ကအဲဒီပလပိုက်တွေကိုဘာသာခြားပရပိုက်တွေကိုရောင်းထားတဲ့မြေကွက်ကိုပြန်သိမ်းပြီးတော့ရာဇကာရာမအန္တီရှိတဲ့ကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဇေဒွန်အကြောင်းရဲ့အနီးမှာနော်ဘရင်တဲတဲ့ကျောင်းဘရင်လှူတဲ့တဲ့ကျောင်းလို့အမည်ရတဲ့ရာဇကာရာမကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ဖက်ဘုရားရှင်ကိုလိုတိုင်ကကိုယ်အိမ်နေဝင်ပြောသူတို့တခြားဘာသာတွေကိုတိုက်ခိုက်ရမယ်လို့မဟုတ်ဘူးတခြားဘာသာတွေဒုက္ခပေးရမယ်လို့မဟုတ်ဘူး သို့တော်ဘုရားရှင်ကိုတော်တိုင်ကကိုပါတာကိုကာကွယ်ခဲ့တယ်ဇေဒဝန်ကျောင်းရဲ့အနည်းမှာပရပိုက်တီမြေကွက်ဝဲပြီးကျောင်းဆောက်ကိုကျိုးစားတာကိုဘုရားရှင်ကိုတော်တိုင်က ကက်ွက်ခဲ့တယ်ဖျားရှင်ကိုရောကိုင်းတားဆီးခဲ့တယ်။ဒါအကြောင့်မို့လို့ဘာသာကိုလင်းစေ꿰စေနိုင်တဲ့လူကတိုင်းပြည်ရုပ်ချုပ်တဲ့ဘရင်။တိုင်းပြည်မှာရှိနေတဲ့နော်သာသနာဒီဘာသာရေးခေါင်းဆောင်တွေဗုဒ္ဓဘာသာဝင်တွေကဘလောက်ပဲကြိုးစားကြပါစေဒီဘာသာကိုလင်းစေ꿰သေးတဲ့လူကနိုင်ငံကိုအုပ်ချုပ်တဲ့အုပ်ချုပ်သူအစိုးရမင်းနေတာဖြစ်တယ်။ဒါအကြောင့်မို့လို့နော်ဘာသာလင်းစေ꿰စေသူ ကောသလမင်းကနေပြီးတော့အဲ့ဒီဘာသာခြားတဲ့မြေကွက်ကိုမရောင်းတော့ဘဲနဲ့ရဇကရာမကျောင်းတော်ကြီးတိဆောက်ခဲ့ပါတယ်။ဆိုတော့ကျမတို့ကလက်ရှိချိန်မှာကျမတို့ကတမရော်ကိုချစ်တယ်။တမရော်ကမြို့သားရေးကိုဘယ်တော့မှသစ္စာမဖောက်ဘူးလို့ယုံကြည်တယ်။ဒါကြောင့်တမရော်ခေါင်းဆောင်ဖြစ်တဲ့လက်ရှိတမရော်တမရော်ရဲ့ခေါင်းဆောင်တချို့ နိုင်ငံတော်သမ္မတနော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းပဲဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲကျမတို့ဖြစ်စေချင်ပါတယ်ဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲဖြစ်အောင်ကြိုးစားပေးဖို့ကျမတို့မျှော်လင့်ပါတယ်ဆိုတော့ဒီလိုမျိုးဖရာဇန်နီဘက်တော်ဘာသာရေးအကြောင်းအရာတွေကိုနှက်ဆက်တည်ထောင်မသိဘဲနဲ့ကိုအေးနေဝင်းအနေနဲ့ကအကဲဆက်တဲ့ဇာတ်ရည်ကိုမပြောပါနဲ့ နောက်ဆုံးကတော့ဘူးလက်ဆိုတော့အခုနေပြီးတော့ဗလင်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်တို့ကျမတို့အငင်းပွားနေကြတယ်ဒီစိတ်ကလေးချက်ချင်းရလိုက်တော့ဘူးလက်ဦးလာစွေပြောထားပါတယ်နေပြီးတော့မှဗလီဆောက်ခင်နဲ့ပတ်သက်လို့သူစီပင်ကားတဲ့တာဝန်ရှိတဲ့လူကြီးမင်းနဲ့နော်စီပင်ကားတာဝန်ရှိတဲ့လူကိုမေးကြည့်တဲ့အခါမှာနေပြီးတော့မှဗလီဆောက်ဖို့ ခွင့်တောင်းထားတာမရှိသလိုခွင့်ပြုထားတာလည်းမရှိပါဘူး။ထပ်ပြောမယ်။နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘူးလက်ဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်းဝရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူး။ခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော်မှာတဲ့ဟွန်းအဗလီဆောင်လို့ကျွန်တော်မေးကြည့်တယ်။ဟိုစီပင်သားရား ကောမဒီတာဝန်ရှိရပုံဘယ်နားလိမ့်မှဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးမြန်မာနိုင်ငံအိနီချင်းနိုင်ငံနေနဲ့ရောအဝေးနိုင်ငံနေနဲ့ရောပြည်တော်အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိအောင်အစကတည်းကဂျာနီဝါရာနဲ့ရပ်တည်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီဒီလိုပဲအရင်ကတည်းကလည်းဘာသာမတူအယူမခြားမူမပွားပဲနဲ့လူသားအချင်းချင်းရင်းနှီးစွာနဲ့ဆက်ဆံခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ဒါကိုထင်ရှားတဲ့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်362မှာဗုဒ္ဓဘာသာလိုပဲခရစ်ယာန်ဘာသာ အစ္စလမ်ဘာသာဟိန္ဒူဘာသာနဲ့နှစ်ကွေးကွယ်တဲ့ဘာသာတွေကိုနိုင်ငံတော်မှာကွေးကွယ်တဲ့ဘာသာတွေအဖြစ်နဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီအခြေခံဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင်ကိုလေးစားလိုက်နာခြင်းနဲ့နေရာချမှာလေးစားလိုက်နာပြီးတော့ကိုမျက်ကွယ်ပြုခြင်းနဲ့နေရာမှာမျက်ကွယ်ပြုလို့ရှိရင်တရားဥပဒေစိုးမိုးရေးဟာဘရောမှရှိလာမှာမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာလည်းပဲဥပဒေအားလုံးရဲ့ခေါင်းချုပ်ဖြစ်တဲ့အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်အတိမတ်ပြုချက်ကို အားပေးမှုမပြုဘဲနဲ့အလေးအနက်မပြုဘဲနဲ့အတိမတ်ပြုမှုမပြုလို့ရှိရင်ခေါင်းမိုးကအစစပြီးတော့ရေမလုံတဲ့တရားဥပဒေစိုးမိုးရေးမျိုးဖြစ်လာပါလိမ့်မယ်။ဒါကိုကျွန်တော်တို့အားလုံးကသတိချက်ချဖို့လိုပါတယ်။ကျွန်တော်တို့အားလုံးကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုကြီးညိုလေးစားကြပါတယ်။သာသနာကိုထွန်းကားစေခြင်းညပါတယ်။ဒီလိုမျိုးပဲဗုဒ္ဓဘာသာ သာသနာဝင်ဗုဒ္ဓဘာသာဝင်အ ਨੇ စုဖြစ်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ကိုဖျားကြောင်းကံသာသနိကအစအုံတွေတိဆောက်ခဲ့တာမျိုးဂုံယူစွာနဲ့ပြုလုပ်ခဲ့ပါတယ်အခုလက်ရှိနိုင်ငံတော်အကြီးအကဲကိုတိုင်းဒီဘင်လျင်ကမ္ဘာမှာတခြားကွန်မြူနီဝါဒထွန်းကားခဲ့တဲ့နိုင်ငံဖြစ်တယ် Orthodox Christian ဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ခဲ့တဲ့ရုရှားနိုင်ငံမှာဒီဒီကူဆရာတော်ဖျားကြီးကိုအမှုထားပြီးတော့ဖျားတစုတည်ခဲ့တယ် ီဖျားပေါ်မှာ ठी ကိုတွားရောက်ပြီးတော့တင်းလူခဲ့တာမျိုးရှိပါတယ်ဒီလိုမျိုးပဲအစ္စလာမ်နိုင်ငံနေမှာဆိုလို့ရှိရင်လည်းပဲဒိရီလင်္ကာနိုင်ငံရဲ့ကမ္မခရပြုမှုနဲ့ UAE နိုင်ငံဒူဘိုင်းမြို့မှာအဲ့ဒီနိုင်ငံကမင်းသားကိုယ်တိုင်ကမဟာဗောဓိပင်ကိုစိုက်ပျိုးပြီးတော့ဗုဒ္ဓဝိဟာရမျိုးတွေပြုလုပ်ခဲ့တာရှိပါတယ်ဒီလိုမျိုးပဲဘာသာမတူတဲ့ခရီးယာနိုင်ငံဒီအစ္စလာမ်နိုင်ငံဒီမှာလူနည်းစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓဘာသာတာသနိကအစအုံတွေကို ဆောက်လုပ်ခြင်းဟာဘာသာမတူတဲ့လူတွေအယူကွဲပြားတဲ့လူတွေအချင်းချင်းချစ်ခင်ယဉ်နီမှုကိုတိဆောက်ရကြပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာတော်ကိုတည်ရန်ကျင်နယ်ပြန်ပွားကျင်နယ်ဆိုလို့ရှိရင်သာသနာဆိုတဲ့အထိပ္ပယ်ကိုယ်တိုင်ကောမြတ်စွာဘုရားရဲ့အဆုံးအမလိုပဲဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဘလောက်ကိုက်ညီသလဲမြတ်စွာဘုရားရဲ့တရားတော်တွေကနှလုံးထဲမှာဘလောက်ကိန်းကိန်းဝတ်နေသလဲဆိုတာပေါ့မူတီဝီသာသနာခါ ကြီးထွားသလားစီပင်ဝါပြောသလားဆိုတော့ကျွန်တော်ဆုံးဖြတ်မှာဖြစ်ပါတယ်အဲကျွန်တော်တို့အရင်လေးကမတူတဲ့ဟာနှစ်ခုကိုသွားနှိုင်းနေလို့အပိုးပဲဥပမာထုတ်စည်းတိုးတဲ့နေရာနဲ့ဘလုံးကန်တဲ့လူဘသူဘူတော်လဲလို့ပြောတာခက်ပေမဲ့လို့တူညီတဲ့အားကစားဆိုလို့ရှိရင်တော့ဘသူလက်ရည်သားလဲခြေရည်သားလဲဆိုတာကိုကျွန်တော်တိုင်းတာလို့ရပါတယ်အဲဒီနေရာမှာကျွန်တော်ဗုဒ္ဓဘာသာဝင်လူငယ်တအူးနဲ့အစ္စလာမ်ဘာသာဝင်လူငယ်တအူးမြန်မာနိုင်ငံသားနှစ်ဦးပါ ်စပွဲပိုင်းတစ်ခုမှာထိုင်ပြီးတော့အတူတူမိတ်ဆုံစားတော့နေမယ်ဆိုလို့ရှိရင်ဒီနေရာမှာမတူတဲ့ဟာတွေသူ့ဘာသာရဲ့အဆုံးအမနဲ့ကိုယ့်ဘာသာရဲ့အဆုံးအမမတူတာတွေကိုဖယ်ထားလိုက်တူတဲ့အချက်ကဗုဒ္ဓဘာသာမှာရောအစ္စလာမ်ဘာသာမှာရောအဓိကအယက်သေးစာတောက်စားမှုကိုတားမြစ်ထားပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟာသာသနာထွန်းကားသလားမထွန်းကားသလားဆိုတာဒီအဝေးအီးကိုမကြည့်နဲ့မြို့ကြီးတစ်မြို့လုံးကိုမကြည့်နဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးမကြည့်နဲ့ဇပွဲဝိုင်းကြီးတစ်ခုပဲကြည့်မယ်ဆိုလို့ရှိရင်ဒီဝိုင်းမှာ အစ္စလမ်ဘာသာဝင်လူငယ်လေးကအယက်မတောက်ရင်ဒီဝိုင်းမှာအစ္စလမ်သာသနာထွန်းကားနေလိမ့်မယ်ဗုဒ္ဓဘာသာဝင်လူငယ်လေးကအယက်မတောက်ပဲနေရင်အဲ့ဒီဝိုင်းမှာဗုဒ္ဓသာသနာထွန်းကားနေမယ်ဘာဖြစ်လို့လဲဆိုတော့သာသနာဆိုတာကကိုအဆုံးအမဖြစ်လို့ပါပဲအဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာသာသနာနေလို့လှလို့ထွန်းကားပြီးသားနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားဗုဒ္ဓဘာသာဝင်ကိုယ်ကိုယ်တဲ့လူတွေရဲ့နှလုံးသားနှလုံးသားဖို့ထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိန့်ဝန့်လေးလေးဗုဒ္ဓသာသနာတော်ဟာပို့ပြီး တည်ရန်ခိုင်မြဲလေလေပြန်ပွားလေလေဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မဟုတ်သောသူများဘာသာကြားဆိုတာကဒီနေ့မှပေါ်လာတာမဟုတ်ပါဘူး။မြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဗုဒ္ဓဘာသာဝင်နေကြီးမဟုတ်ပါဘူး။ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်။အဲ့ဒီလိုရှိတဲ့အချိန်မှာလည်းဗုဒ္ဓဘာသာကိုဝင်ပုံကိုယ်တွေမှာ ပရိသတ်၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပတိကာဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုတွားရောက်တိုက်ခိုက်ရမယ်တခြားဘာသာဝင်တွေကိုတွားရောက်ပြီးတော့ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူးဥပလီကိုဆိုလို့ရှိရင်မြတ်စွာဘုရားဗုဒ္ဓဘာသာဝင် ပြောင်းလာတဲ့ဟာတော့မှအရင်အရင်သူကိုးကွယ်ခဲ့တဲ့ဘာသာဝင်တွေကိုကအကြီးအကဲတွေကိုတော့မှဆက်လက်ပြီးတော့အလေးကယူပြုရမယ်လို့ပြောခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကိုအချင်းချင်းညီညွတ်ယုံနေမကဘဲနဲ့ ဘာသာမတူတဲ့လူတွေကိုပါကိုဘက်ကသီလသမารိခံကြည်စွာနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံရမယ်ကိုကိုထိပါလာရင်သာဘာသာယူကိုဘာသာကိုပျက်စီးအောင်လုပ်ရင်သာအယူဘာသာအဖြစ်ပုံမတာလွန်တဲ့ဟာနဲ့ပြန်တိုက်ခိုက်ဖို့ပဲပြောခဲ့တာရှိပါတယ်တိုက်ခိုက်တာတဲ့ဆိုတဲ့စာနဲ့စာလို့ရှိရင်တော့ဝါရတင်ပြီးဆုံးဖြတ်တာမျိုးပဲရှိပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်မှာသူတစ်ပါးကိုအနာတရားဖြစ်အောင်တိုက်ခိုက်ခြင်းဆဲဆိုခြင်း ဆိုတဲ့အားမျိုးတွေမပြုတ်လုခဲ့ပါဘူးဒါမျိုးကိုအခုအချိန်မှာကျွန်တော်တို့ကအစစအရာကိုစေရနာကောင်းကောင်းနဲ့ပြန်ပြီးတော့သတိတမ်းစဉ်ညာရှိစွာနဲ့ရင်ဆိုင်ပြီးတော့အရာရာကိုဖြေရှင်းမယ်ခုမှရှိတဲ့စိတ်ခံစားချက်ကိုရှည်ရမ်းမတင်မင်းနဲ့ဖြစ်တဲ့ဖြစ်တိုက်တာကိုဘုရားအစုံမှတရားဥပဒေအစုံမှနဲ့နိုင်ငံတော်အစိုးရရဲ့စေရနာပေါ်မှာမူတည်ပြီးတော့အားလုံးချစ်ခင်ယဉ်ကြီးစွာနဲ့နိုင်ငံသူနိုင်ငံသားအားလုံးဘာသာမချဘဲနဲ့ ချစ်ချစ်ခင်ခင်နေဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်အားလုံးပေါ်မှာစေတနာထားပြီးတော့တင်ပြလိုက်ပါတယ်အားလုံးလေးစားစွာကမ်ဘလူနဲ့ပြူကင်းစခန်းကိုစီးနေနှစ်ယောက်တည်း6ယောက်ဖမ်းမိကခုနှစ်လက်ရတနက်ရှစ်ချက်ပဲဖောက်လိုက်ရတယ်လို့ဆို စကိုင်းတိုင်းကမ်ဘလူးမြို့နယ်တွင်ရှိအာနာသိန်းစစ်အုပ်စုလက်နက်ကင်နဲ့တကင်းလက်ဝတ်ဝါတဝလက်အောက်ခံပြူစောတိတွေစုဝေးနေတဲ့ကင်းစခန်းတစ်ခုကိုမနေ့ကညပိုင်းစီးနှင်းတိုက်ခိုက်ခဲ့ရာစစ်အုပ်စုနဲ့ပြူစောတိစုစုပေါင်း၂ယောက်တွေ၆ယောက်ဖမ်းမိကလက်နက်ခုနှစ်လက်သိန်း၁၀ရရှိတယ်လို့ကမ်ဘလူးခရိုင်ဘက်ကလှုပ်ရှားရေးတရင်ကသတင်းထုတ်ပြန်ပါတယ်။အောက်တိုဘာ၁ရက်ည၁၀:၀၀ဝန်းကျင်ချိန်ကမ်ဘလူးမြို့နယ်ထန်းကုန်းနှင့်ဒန်းပင်ရွာကြားရှိအုံတော်ရွာပြူစခန်းရဲ့ကင်းစခန်းကို ကမ်ဘလူခရိုင် ပကဖားလှူရှာရေးတက်ရင်ကမ်ဘလူခရိုင် PDF အမှတ်သုံးတက်ရင်နဲ့နေမြေခံပကဖားတွေပူးပေါင်းပြီးဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။တနက်ရှစ်ချက်ပဲဖောက်ရလို့ကမ်ဘလူခရိုင်ပကလှူရှာရေးတက်ရင်ဒုတက်ရင်မူဘိုးပိုင်ချဲကလူမှုကွန်ရက်မှာဖော်ပြပါတယ်။အဲ့ဒီပြူကင်းစခန်းစီးနင်းမှုအတွင်းစစ်အုပ်စုနဲ့ပြူ၂ယောက်တေဆုံးက6ယောက်ကိုဖမ်းမိပြီး၃တနက်၃လက်ကပိုင်း၂လက်နဲ့ပြောင်းချော၂လက်တို့တင်စေရရှိတယ်လို့ဆိုပါတယ်။ စီမင်းသိမ့်ပိုက်မှုအတွင်တော်လန်ရေးရဲဘော်တွေအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ16ရက်ကလည်းကမ်ဘလူးခရိုင်ဘက်ကဖလှုပ်ရှားရေးတရင်ရဲ့ဥဆောင်မှုနဲ့ရေးဦးဒူဝန်ဘက်ကဖနယ်မြေခံဘက်ကဖတွေပူးပေါင်းပြီးကမ်ဘလူးမျိုးနဲ့ဇီးကုံးမျိုးရဲ့စခန်းကိုစီမင်းတိုက်ခိုက်ခဲ့ရာစစ်အုပ်စု6ယောက်တေပြီးစစ်အုပ်စုရဲ4ယောက်ဖမ်းမိတာတနက်ဆက်နှစ်လန်းတင်းစေးရရှိခဲ့တယ်လို့ကမ်ဘလူးခရိုင်လှုပ်ရှားတရင်ကထုတ်ပြန်ထားပါတယ်။